အားမေးမိလားပါရှင်။ဒီရင်စစ်ကာလကနမေကျော်တမင်းဘိုလင်းထင်းဆိုရဖို့မသိသူမရှိပါဘူး။ဘိုလင်းထင်းကနမေကျော်အနမေနော်လီစာပင်စင်ရဲ့အမျိုးသားလေးဖြစ်တယ်လို့ KNDO ရဲ့တမင်းတယောက်လည်းဖြစ်ပါတယ်။ဒေယောအခါကတမင်းဘိုလင်းထင်းကတနံပီးရဲ့ငချင်းရင်းစရာတော်နဲ့ထိတ်တိုက်ပြဆုံမှုခစ်ခဲ့ပါရဲ့။ဒီနေ့မှာတော့ဒီအကြောင်းလေးကိုပြန်လည်ပြောပြပေးစီပါရစေ။တထုံမြို့နယ်နောက်ကလိုက်ရွာအနီးမှာရှိတဲ့အလန့်တရာစင်ရော်မှာနင်းတီတမယောအမိနဲ့တမယောတစားရှိပါရဲ့။

ြို့မှာသာလုပ်ခွင့်ရပါတယ်။ခွင့်မပြုရင်တော့လုပ်ခွင့်မရကြပါဘူး။တက်မဟာ၅ကိုငကြင်းအင်းစရာတော့ရောက်ရှိချိန်ကတော့တက်မင်းကြီးလင်းထင်မရှိတဲ့အချိန်ဖြစ်ပါတယ်။ရုံးငန်းအတွင်းမှာရှိတဲ့တက်မင်းကြီးရဲ့ကလဲထိုင်းမှာထိုင်ပြီးတော့စောင့်နေပါတယ်။နှစ်နာရီခန့်အကြာမှာတော့တက်မင်းကြီးလင်းထင်ရောက်လို့လာပါတယ်။သူ့ရဲ့ထိုင်ခုံမှာဗုဒ္ဓဘာသာဖုန်ကြီးတစ်ပါးထိုင်နေတာကိုတွေ့ရလို့ဒေါသအကြီးအကျယ်ထွက်သွားပါတယ်။ရာရာဆဆဒင်းကများငါ့ ထုတ်ပြီးတော့ဘာမှမပြောဘဲနဲ့ငကြင်းစရာတော့ကိုချိန်ရပြီးတော့ပြစ်ထည့်လိုက်ပါတယ်။ဒါပေမဲ့တမင်းကြီးမင်းထိန်ရဲ့ခြောက်လုံးပြတနက်စီကနေကလေးဆိုတဲ့အတန်ကလွဲပြီးတော့ရမ်းပါခွဲတန်လဲထွက်မလား။ကြီးစံလဲမထွက်လာခဲ့ပါဘူး။အဲ့ဒါကြောင့်ဒေါသပိုထွက်လာပြီးတော့ဒုတိယအကြိမ် mountain ပြစ်ပြန်ပါတယ်။တနက်ကတော့ထူးမခြားနာပါပဲ။ကြီးစံလဲလုံးဝမထွက်ပါဘူး။ကလေးဆိုတဲ့အတန်ပဲထွက်လာပါတယ်။ငကြင်းစရာတော့ကသူ့ကိုတနက်နဲ့ပြစ်နေတဲ့တမင်းကြီးမင်းထိန်ကိုတင်းငိမ်အေးဆေးစာနဲ့ကြည့်ပြီးတော့ တက်လဲပြီးတော့ကြည့်ကြည့်ပါအောင်ဆိုပြီးတော့မင်းလိုက်ပါအင်းဆရာတော်မင်းရဲ့စကားနဲ့ကြားရတဲ့အခါမှာတော့တမင်းလင်းထင်ပို့ပြီးတော့ဒေါသထွက်သွားပါတော့တယ်သူ့လိုတမင်းကြီးတဦးကိုဗုဒ္ဓဘာသာဖုံးကြီးတစ်ပါးကမထီလေးစားပြုံတာမကဘဲနဲ့ပမာမခက်မှပြောနေတယ်လို့ခန်းစားရပါတဲ့ဒါကြောင့်တနတ်ကိုကြည်တင်လဲပြီးတော့ခလုတ်ကိုဒလဆက်ဆွဲလိုက်ပါတယ်ဒုတိယအချိန်မှာလဲကြည်ကထွက်မလာပါဘူး ီလင်းထင်ကလည်းဒီလောက်သေးခြင်းနဲ့ဖုံးကြည့်သေရစီမယ်ဆိုပြီးတော့မောင်းပြန်လိုက်ဖဲကိုဆွဲယူကအဆုံးထိစိတ်ရှိလက်ရှိဆွဲချလိုက်ပါတယ်။ပလိကလေးဆိုတဲ့အတန်းကလွဲပြီးတော့ညီတိအတန်းညီတိကြီးမှထွက်မလာပါဘူး။ဒီကမှဆရာတော်ကဒကာကြီးဖုံးကြီးကိုမပြစ်ပဲနဲ့တခြားတဏီယာကိုပြစ်ကြည့်ပါအောင်ဆိုပြီးမင်းတော့တမင်းလင်းထင်ကလည်းဆရာတော်ပြောတဲ့အတိုင်းနေရံဘက်ကိုချိန်ပြီးတော့ပြစ်လိုက်ပါတယ်။ရမ်းပောက်ကွဲတန်တွေကကျေလောင်စွာနဲ့ထွက်ပေါ်လာပါတယ်။ပြီးတော့ဆရာတော်က းကြည့်ပါအောင်ဆိုပြီးမင်းတော့တက်မင်းနင်းထင်ကလည်းပြစ်ကြည့်ပြန်နေဒါပေမဲ့ကြည့်မထွက်ပောက်ခွဲတန်ကလည်းမထွက်ကလေးကလေးဆိုတဲ့အတန်သာထွက်လာပါ誒တက်မင်းကြီးလင်းထင်ကဒေါသကနေပြီးတော့အံ့ဩခြင်းကိုပြောင်းလဲသွားပါ誒

င်းအင်းစရာတော့နဲ့သူ့ရဲ့အဖြစ်အပျက်ကိုပြောပြီးတော့အရှင်ဖေးကလည်းတနက်ပြီးမပြီးဆိုတာတပည့်တော်စမ်းတော့ချင်ပါလေခွင့်ပြုပေးနိုင်မလားဆိုတော့ဆရာတော်ကတည်ငြိမ်တဲ့အင်ဒရီနဲ့ပြောတော်မူပြီးတော့တကားကြီးပြည့်ချင်တယ်ဆိုရင်တော့ပြည့်နိုင်ပါတယ်လို့မိန်းကအပေါ်ယုံဧကတိသင်္ကန်းကိုဖယ်ပေးလိုက်ပါ၏တမင်းလင်းထင်ကသင်္ကန်းမဲ့ပြီးတော့ဟာလာဟင်းလေးဖြစ်နေတဲ့ဆရာတော်ရဲ့ရင်ဝါတက်တဲ့ကိုတနက်နေ့ထိုးချိန်လိုက်ပါတယ်အားယူပြီးတော့မောင်းခလုတ်ကိုညှစ်လိုက်ပါတယ်ဒါပေမဲ့ဘလို့မှလက်ညှိုးကွေးလို့မရဘဲဖြစ်နေပါတ ခဲ့ရင်လက်ငိမ်ရတဲ့တမင်းနည်းထင်တဲ့စိတ်ကကြောက်စိတ်တွေကတမဟုတ်ချင်းပြန့်နှံ့သွားပါတယ်။ဘာဖို့ကြောင်မှန်းလဲမသိဘဲနဲ့ဇောကြွေးတွေတောင်ပြန်လာပါတယ်။ဆရာတော်ကလည်းဆက်ပြီးတော့မစမ်းတက်ရတော့ပဲနဲ့တမဟာငါးကိုပြန်လာခဲ့ပါတယ်။တက်ကိုရောက်ပေမဲ့လည်းစိတ်နဲ့လူနဲ့ကမကပ်ဘဲနဲ့ဖြစ်နေပါတယ်။ပျော်ရွှင်ခြင်းမရှိတော့ပဲနဲ့အမားကြီးတစ်ခုခုကိုကျွလွန်ထားသလိုမျိုးကြီးစိတ်ထဲမှာခံစားနေရပါတယ်။နိမတိထိုင်မသာဖြစ်ပြီးတော့ ကိုဆက်တဲ့အနေနဲ့အလန်တရာဖရားမှာဒမယုံတစောင်းဆောက်လို့လူတိုင်းွေပေးပါရင်ဆရာတော်ကိုလျှောက်ထားပါတယ်။ဆရာတော်ကလည်းခွင့်ပြုပေးပါတယ်။အဲ့ဒီလိုနဲ့1324ခုနှစ်ဒဗရဲလာဇန်9ရက်နေ့မှာတော့တိုင်ပေါင်း184တိုင်ရှိတဲ့မင်းထေဓမယုံကြီးကိုအုပ်မြစ်ချခဲ့ပါတယ်။ဓမယုံကမြေပေါ်ကိုအတော်အသင့်တက်လာပါပြီ။အလုံးစုံပြီးဖို့တော့

ေဆက်ချပြီး9ရက်မြောက်နေ့မှာပဲတိုက်ပွဲတစ်ခုဖြစ်ပွားပြီးတော့တမင်းချင်းလင်းထင်ကြာဆုံးသွားခဲ့ရပါတယ်။တမင်းကြီးကြာဆုံးသွားပြီးနောက်မှာတော့လင်းထင်ကုသိုလ်တော်ဓမ္မယုံကြီးလည်းအပြစ်မတတ်နိုင်ရှိခဲ့ပါတယ်။ဓမ္မယုံအုတ်မြစ်ချပြီး35နှစ်အကြာမှာအလန်တရားဩဝါဒစရိယဆရာတော်များရဲ့မေတ္တာရက်ခံမှုဩဘကတကများရဲ့တောင်းပန်လျှောက်ထားမှုတို့ကြောင့်မြန်ကြီးကိုဆရာတော်က KNU တက်မဟာတိနဲ့မြည်ဖြစ်တဲ့အလန်တရားစရိတော်ပြေဝုံအတွင်းမှာရှိတဲ့လင်းထင်ဓမ္မယုံကြီးကိုအခက်အခဲမျိုးစုံကြာကနေ1998ခုနှစ်မှာ ஆகியவை